ကိုထက်တော်တဲ့သူတွေကိုတွေ့ရယ်သူတို့ကကိုထက်ပူပြီးလုံနိုင်တယ်ဆိုတာတွေ့ရခါကျရင်ကိုကိုအားမရတာစိတ်တိုင်းမကြတာဒီလိုမျိုးတွေဖြစ်တာပေါ့။ဟောငါအသုံးမကျတဲ့လူပါလားဆိုတဲ့ခံစားချက်တွေဖြစ်တာပေါ့။ကိုတည်အောင်လုပ်ပါကိုကိုတော့ဖြစ်လူတိုင်းကမချစ်နိုင်ဘူးကိုကနေရာတိုင်းမှာမတော်နိုင်ဘူးကိုလိုချင်တာမှမရဘူးတော့အကုန်လုံးမရနိုင်ဘူးဆိုတာကိုအမြဲနှလုံးသွင်းပါ။ဒါဆိုရင်နေလို့ကောင်းပါပါလိမ့်မယ်။ ိတ်ဖြစ်စီဘူးနေဖို့အတွက်ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုသိဖို့လိုတယ်။ကိုယ့်ရဲ့အတိုင်းထွာကိုနားလည်ဖို့လိုတယ်။ကျွန်တော်တို့ကကိုယ့်ဘဝထဲမှာတော့လူတိုင်းမင်းသားမင်းသမီးတွေကြီးပဲဗျာ။လူတွေကသူတို့ရဲ့ဘဝမှာမင်းသားမင်းသမီးလိုနေကြတာပဲလေ။ဒါပေမဲ့အဲ့လိုမျိုးကကိုယ်ကနေရာတိုင်းမှာတော့မဖြစ်နိုင်ဘူးဆိုတာကျွန်တော်သိရမယ်။ကိုကနေရာတိုင်းမှာတော့မင်းသားမင်းသမီးဖြစ်ချင်ကြတဲ့သူတွေကြီးပဲပေါ့နော်။ဒါပေမဲ့တခြားနေရာတွေမှာတော့ကိုကအဲ့လိုအခွင့်အရေးမျိုးမရှိဘူးဆိုတာကိုကျွန်တော်နားလည်မှာရမယ်။အဲ့ဒီဟာကိုသုံးသပ်တတ်မှာရမယ်။ မဟုတ်ဘူးဆိုရင်ဘာဖြစ်လဲဆိုတဲ့အခါကျတော့နေရာတိုင်းမှာမင်းသားမင်းသမီးဖြစ်ချင်တဲ့အခါကျတော့ကိုမဖြစ်ခွင့်မရတဲ့အခါကျရင်အဲ့လိုမျိုးလောက်ခွင့်မရတဲ့အခါကျရင်ဖြစ်ခွင့်မရတဲ့အခါကျရင်စိတ်တိုးမယ်ဒေါသတွေထွက်မယ်ကိုကိုအလိုမကျဖြစ်မယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်တဲ့အခါကျတော့စိတ်ဖိစီးတာပေါ့လေအဲ့ကျွန်တော်ကတော့လူတွေကိုကိုတီးဖို့အတွက်ဟိုအကြောင်းအရာ၃မျိုးကိုကျွန်တော်အများကြီးစဉ်းစားမိတယ်ပေါ့နော်ဒါကကျွန်တော်ကိုယ်တိုင်ကိုကိုကိုအများကြီးစဉ်းစားတဲ့အကြောင်းအရာပါအဲ့တော့ဘာတွေကိုစဉ်းစားလဲဆိုတော့ပထမဆုံးကတော့ကျွန်တော်ကလူတိုင်းကနေရာတိုင်းမှာမတော်နိုင်ဘူးဆိုတာကျွန်တော်အများကြီးစဉ်းစားတယ် ်ကိုကိုကိုနဲ့သူများတွေကိုရှင်ကြည့်တဲ့အခါမှာတစ်ခါလေကျတော့ကိုထက်တော်တဲ့သူတွေကနေရာတိုင်းမှာရှိနေမှာပဲအဲ့တော့ကိုနဲ့သူများနဲ့ရှင်ကြည့်တဲ့အခါမှာကိုထက်တော်တဲ့သူတွေကိုတွေ့ရယ်သူတို့ကကိုထက်ပို့ပြီးလုံနိုင်တယ်ဆိုတာတွေ့ရယ်ခါကျရင်ကိုကိုအားမရတာစိတ်တိုင်းမကြတာဒီလိုမျိုးတွေဖြစ်တာပေါ့ဟောငါအသုံးမကျတဲ့လူပါလားဆိုရယ်ခံစားချက်တွေဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့ကနားလဲဘူးကဘာလဲဆိုတော့ကျွန်တော်တို့ကတချို့နေရာတွေမှာတော်ရင်တော်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့နေရာတိုင်းတော့မတော်နိုင်ဘူးအဲ့အတွက်ကြောင့်မလို့တချို့ကိုထက်ပို့တော်တဲ့သူတွေကိုတွေ့တဲ့ခါကျရင် စိတ်ဖိစီးနေကြမလို့ဒါကသူတို့တော်တဲ့နေရာပဲဒါကငါတော်တဲ့နေရာမှာမဟုတ်တာဆိုတော့ခံစားချက်မျိုးလေးကိုကိုကိုတိတဲ့အတိမျိုးလေးပေါ့ကျွန်တော်ခုနပြောသလိုပဲကိုကိုနားလဲနားလဲမှုမျိုးကြီးရှိမယ်ဆိုရင်ကျွန်တော်ပြတ်တာမရှိဘူးအဲ့တော့ကိုကနေရာတိုင်းမှာတော့တော်နိုင်ဒါကအမှန်ပဲဒုတိယတစ်ခုကကိုကလိုချင်တာမှန်သမျှတော့ကျွန်တော်မရနိုင်ကျွန်တော်ဘဝမှာတော့ကျွန်တော်တို့ကအကောင်းပြီးညွတ်မယ်ဆိုတဲ့အကြောင်းအရာတွေပဲလိုချင်တာပဲဗျာနော်အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲလိုချင်တာပဲသုံးချင်တာပဲစားချင်တာဒါပေမဲ့တစ်ခါလေကြာတော့ကျွန်တော်တို့ကိုဝုံနဲ့ကို မခံနိုင်တဲ့အရာတွေရှိတယ်။ကိုယ်အားနဲ့မရနိုင်တဲ့အကြောင်းအရာတွေရှိတယ်။အဲ့ဒီဟာတွေစဉ်းစားမိတဲ့အခါကျတော့ကျွန်တော်တို့စိတ်ပြတ်တာပေါ့ဗျာ။တစ်ခါလေကြောက်လဲ။ဝမ်းနေတယ်စိတ်ပြတ်တယ်ကို့ဘဝကိုအားမရဘူးပေါ့။အဲ့ဒါစိတ်တိုင်းမကြောက်ဘူးဆိုတဲ့ခံစားချက်တွေဖြစ်တယ်။လူမျိုးဖြစ်တော့လဲနောက်ဆက်တွေဘာဖြစ်လဲဆိုတော့ကိုကိုကိုနှိမ့်ဆက်မိတာပေါ့နော်ကိုဝမ်းနေဒေါသထွက်တယ်စိတ်ဖိစီးတယ်ဒါပဲဖြစ်တာပဲလीကျွန်တော်ဘယ်လိုလုပ်မလဲနော်ဥမာဆိုကြပါဦးအခုဆိုတချို့တွေမှာ ဟိုတိမ်မောင်းများသာလှူဒန်းနေရရှိရဲတချို့တွေအရန်ကောင်းကားကောင်းသားကြီးစီးနေရအိမ်ကောင်းသားကြီးမှာနေရရှိရဲဒါတွေကိုကျွန်တော်တို့ကအကြောက်လို့ရတယ်ဒါပေမဲ့ငါကြောက်တော့ဘာဖြစ်လို့ဒီလိုမျိုးတွေပြရတာလဲဆိုတော့စိတ်ဖြစ်စည်းနေနော်ကျွန်တော်တို့အတွက်နေရမတန်ဘူးပေါ့အဲဒုတိယတစ်ခုကျွန်တော်အမြဲတမ်းကိုယ့်ကိုယ်ကိုတတိပေးတာကတော့မတို့ကကိုလိုချင်တာမှန်တယ်မရတော့မရနိုင်ဘူးရနိုင်တာရှိရဲမရနိုင်တာရှိရဲအဲတော့ရနိုင်တာတွေအပေါ်မှာကျွန်တော်တို့ကပို့ပြီးတော့ဟိုဟိုဒီဟာကိုအလေးထားမယ်ပေါ့နော်ပို့ပြီးအလေးထားမယ် ကိုမရတဲ့အဟာတွေအပေါ်မှာလည်းငါငါဝင်ငါအာနဲ့မရနိုင်ဘူးဆိုတော့စိတ်မျိုးလောက်ပဲကျွန်တော်တွင်းထားရပါတယ်။နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့ကိုယ့်ကိုလူတိုင်းမချစ်နိုင်ဘူးဆိုတာကိုကျွန်တော်ဉာဏ်တွေးပါတယ်။ဟိုကျွန်တော်တို့လို online ကနေအလုပ်လုပ်နေတဲ့သူတွေပေါ့နော် Facebook မှာလူသိများတဲ့သူတွေကြတော့တခါလေကြာရင်ဟိုကိုယ့်အပေါ်မှာလာပြောကြတာရှိတယ်ပေါ့နော်။အမကောင်းဟိုကိုယ့်ကိုမုန်းတယ်ဆိုတဲ့အမူအရာမျိုးတွေပေါ့နော်။ comment ပေးတာမျိုးရှိတယ်။ကိုယ့်အကြောင်းပြောတာမျိုးရှိတယ်။နောက်မှပြောတာမျိုးရှိတယ်။အဲ့ ဒီဟာတွေကိုသာလိုက်စင်းစားနေရရင်ကျွန်တော်ရဲ့နေစဉ်ဘဝကအမြဲတမ်းပဲစိတ်ပစည်းမှုတွေနဲ့ပဲတွေ့နေရမှာပေါ့စဉ်းစားကြည့်လိုက်လူဆိုတာကဟိုလူတိုင်းချစ်နေတဲ့သူဆိုတာဘယ်သူရှိလို့လဲကိုနီနာဝင်းချင်မောင်ရှိလို့လားကိုပါဝင်မောင်နော်အဲ့တော့ကိုနီနာဝင်းချင်မောင်လည်းကြည့်ကြည့်လိုက်ရင်ကိုလူတိုင်းကိုတော့ကိုမချစ်နိုင်ပါဘူးနော်အဲ့လိုပဲလူတိုင်းချစ်ခံနေရတဲ့သူဆိုတာလည်းမရှိပါဘူးနော်ဘလောက်နာမည်ကြော်ကြတဲ့သူပဲဖြစ်ဖြစ်ဘလောက်ထိရန်ကောင်းပါလေဆိုတဲ့သူပဲဖြစ်ဖြစ်လူတိုင်းကတော့ဒီလူကိုသဘောကျတယ်ဆိုတာမရှိကြပါဘူးနော် ဲ့သဘောကျတဲ့သူနဲ့သဘောမကျတဲ့သူဆိုတာအများကြီးရှိနေမှာတချို့လူတွေအတွက်ကလေကိုဖြစ်နေလို့သူတို့ကသဘောမကျတာလူမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်ကသိတယ်ကျွန်တော်ကျွန်တော်ကိုယ့်ကိုယ်အမြင်အဲ့လိုအဲ့လိုတွေးကြုံမျိုးတွေနေပေါ့နော်ကိုအเจ้าမကောင်းပြောတဲ့တွေးကြုံတွေကိုဟိုလာတိုက်ခိုက်တဲ့ဟာမျိုးတွေတွေးတဲ့ခါကျရင်ကျွန်တော်စဉ်းစားတာအဲ့လိုပါပဲအော်ငါ့ကိုလူတိုင်းတော့မချစ်နိုင်ဘူးပေါ့သူတို့ငါ့ကိုမချစ်တဲ့ကိစ္စငါဘာမှလုပ်လို့လည်းမရဘူးလေ အဲ့တော့ကျွန်တော်တို့ကကိုယ့်ကိုလူတိုင်းချစ်နိုင်ဆိုတာသိရမယ်။ကိုဗီနာမှာကိုယ့်ကိုတကယ်ချစ်တဲ့သူတွေကိုကျွန်တော်လေးစားရမယ်၊တန်ဖိုးထားရမယ်။ဒါပေမဲ့ကိုယ့်ကိုမချစ်တဲ့သူတွေ၊ game site တဲ့သူတွေ၊ကိုယ့်မုန်းတီးနေတဲ့သူတွေအတွက်ကြောင့်လည်းကျွန်တော်လစ်လူရှုရမှာပေါ့။ဒီလိုမျိုးစိတ်မျိုးထားနိုင်နေဆိုရင်ကိုယ့်ကိုလူတိုင်းမချစ်နိုင်ဘူးဆိုတဲ့စိတ်မျိုးထားနိုင်နေဆိုရင်လည်းကျွန်တော်အေဂျင့်ပါ။အဲ့တော့ကျွန်တော်အားလုံးပြန်ပြီးချုပ်အောင်ချုပ်ပြီးပြောရမယ်ဆိုရင် စိတ်ပြည့်စုံမှုနေပါဖို့အတွက်ဆိုရင်ကျွန်တော်တို့ကိုယ့်ကိုယ်ကိုသိရတယ်ကိုယ်အတိုင်းကိုယ်အထောင်သိရကိုယ်ကဘယ်လောက်ထိပဲရောက်နိုင်မလဲကိုယ်ကဘယ်လောက်ထိပဲရနိုင်နေတူလဲကိုယ်ဘယ်သူတွေပဲချစ်နိုင်မလဲဆိုတဲ့သဘောနားလဲအဲ့လိုမျိုးမဟုတ်ဘူးကိုယ်ကနေရာတိုင်းမှာတော်အောင်လုပ်မယ်လူတိုင်းချစ်အောင်နေမယ်ကိုယ်ကကိုလိုချင်တာမှန်တယ်ရအောင်လုပ်မယ်ဆိုရင်ကျွန်တော်ကအမြဲတမ်းရုန်းကန်လှုပ်ရှားမှုနေတဲ့ပဲကျွန်တော်အသားကျနေလိမ့်မယ်စိတ်ဖြစ်စီမှုတွေအမြဲတမ်းဖြစ်နေလိမ့်မယ်အဲ့တော့စိတ်ဖြစ်စီမှုနေပါဖို့အတွက်ဆိုရင်ကျွန်တော်အကြံပေးချင်တာတော့ကိုကိုတည်အောင်လုပ်ပါကိုကိုတော့ဖြစ်လူတိုင်းကမချစ်နိုင်ဘူးကိုကနေရာတိုင်းမှာမတော်နိုင်ဘူး ကိုလိုချင်တာမမြောက်တော့အကုန်လုံးမရနိုင်ဘူးဆိုတော့ငင်းနှလုံးသွင်းမှာဒါဆိုရင်နေလို့ကောင်းပါပါလိမ့်မယ်မနေ့ကအစမှာပဲပြင်ပန်းနှောင်းနေနေပြီဒါဆိုကျမရေကိုပိုကယူဆိုင်ခုလိုပြီပေါ့အနာမစီကိုပုံမှန်တောက်ပါဗီတာမင်စီကဆဲရီကိုကျန်းမာစေပြီးဗီတာမင် B အုပ်စုကအားပြည့်လန်းစားစေပါတယ်အချိန်အခါမျိုးရှာနှုန်းဖြင့်ကျန်းမာပြီးခုန်အားပြည့်ဖို့အနာမစီတောက်ကြဆို